မင်္ဂလာပါခင်ဗျာဆရာဆရာနာမည်မိတ်ဆက်ပေးပါဦးကျွန်တော်နာမည်မောင်မျိုးပါဟုတ်ကဲ့ခင်ဗျာဆရာလက်ရှိပကြားသုံးမိတ်နဲ့မှပဲမျိုးစားကိုမောင်းရပါတယ်ခင်ဗျာမစီမာဇက်မစီမာဇက်မောင်းတာဘယ်လောက်လောက်ကြာပြီလဲဆရာတနည်းကျကျလောက်ပဲဆရာအဓိကတော့ဒီမှာဆစ်ဖြစ်တာပေါ့ဟုတ်ဟိုအပြင် workshop တွေကကြတော့ဟိုကျင့်ကြံမှုပိုင်းရှိတဲ့ workshop လည်းရှိတယ်မရှိတဲ့ workshop လည်းမရှိဘူးပြီးတော့အဖို့ပစ္စည်းဆိုတာလည်းဟိုအပြင်မှာကြတော့သူတို့လည်း ဟော original လို့ပြောပေမဲ့လည်းကိုမျက်မြင် data မဟုတ်ဘူးဒီမှာတော့ company သူ့ရဲ့ brand image ကိုတိစောက်ထားတာဖြစ်ပြီးအတွက်ဒီပေါ်မှာတော့ကျွန်တော်တို့ကတရားရဂိုင်းလုံးကြော်ကြီးစိတ်ချလို့ရတာပေါ့ကြော်ကြီးစိတ်ချရအဲ့အဲ့အတွက်လည်းရွေးချယ်ဖြစ်တာပေါ့ပြီးတော့ဒီမှာတစ်ခါပြင်လိုက်တယ်အဲလက်မကြည့်ရဘူးပေါ့နော်စိတ်ချအပြင်မှာ workshop မှာကျတော့ဟောတစ်ခါပြင်လိုက်တယ်အဲနောက်တစ်ခါထပ်သွားတယ်အဲအဲ့လိုမျိုးတွေပေါ့ကျွန်တော်ကကျတော့ဟောဘယ်လိုပြောလဲပုံမှန်လမ်းပေါ်မှာပြေးသွားနေတာဆိုတာဖြစ်ပြီးအတွက်ဒီဟာကို ြင်ဆင်မှုအတွက်အချိန်တိုင်းမပေးခြင်းဘူးဟုတ်တခါပြင်လို့ရှိရင်တခါဆိုအဲ့လိုမျိုးမှာပဲအဆင်ပြေတာပေါ့အဲ့လိုပြီးတော့ကျန်နေနေဆိုရင် service center မှာပြင်တာကအာပြင်ဆင်ရေးပိုင်းမှာ mechanic ပိုင်းနေရဲ့ scale ပိုင်းကလည်းစိတ်ချရတယ်အပိုပစ္စည်းစစ်မှန်မှုလည်းစိတ်ချရချေချေပေါ့နော်ဆရာဟုတ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာဆရာ